မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မလက်ခေတ်တွင်လေးကိုတင်ဆက်ပေးပါမယ်ရှင်ပြည်သူကိုရက်ဆက်ရုပ်မှတက်ပြတ်ခဲ့တဲ့မင်းအောင်လိုင်ကိုတွဲဆုံခဲ့တဲ့ထိုင်းဝန်ကြီးချုပ်မှာမြန်မာပြည်သူတွေရဲ့လူခွေချိုးပေါက်ခံရမှုတွေကို နားမလည်သူလို့ထိုင်းလွတ်တော်မှကဝေဖန်ပါတယ်ဖီမော်မျိုးကံဖန်းရွာကအလင်းဝင်ရောက်လာခဲ့တဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တရားကြောကို KIA ကဂုံးပြူတိုးဆိုတဲ့တဲ့တင်ပါဝင်နောက်ဆုံးတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင် မဆုံးတင်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့မြန်မာပြည်သူတွေကိုတက်ဖြတ်ပြီးရက်ဆက်ရုပ်မာမှုတွေအတွက်တာဝန်ရှိတဲ့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုတွစ်ဆုံခဲ့တဲ့ထိုင်းဝန်ကြီးချုပ်ဟာ တန်းချီတဲ့မြန်မာပြည်သူတွေရဲ့လူခွေရေးချိုးပေါက်ခံရမှုအကျက်တဲကိုနားမလည်သူဖြစ်တယ်လို့ထိုင်းလွတ်တော်ဘက်ကပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ရက်သားတွေကိုတတ်ဖြတ်ခြင်းအပါအဝင်မြန်မာအစ်စ်ဆိုးရတဲ့စစ်တကြလူခွေရေးချိုးပေါက်မှုတွေကိုကင်တွယ်ဖြစ်ရှင်းဖို့ပြက်ကွက်နေတယ်။စစ်ကောင်းဆောင်မေအောင်လိုင်းကိုတွစ်ဆုံခဲ့တာဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲအချိန်စရားကိုထောက်ခံနေတာ ဖြစ်တယ်လို့လည်းထိုင်းလွတ်တော်ဘက်ကဝေဖန်ရှုတ်ချလိုက်တာဖြစ်ပါတယ်။ထိုင်းဝန်ကြီးချုပ်ပေတုံတက်ဟာတရုတ်နိုင်ငံကုမင်းမှာမဲခေါနိုင်ငံများအစည်းအဝေး ရဲ့တယောက်စဉ်တွင်မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တာဟာထိုင်းနိုင်ငံခြားရေး policy ရဲ့အားနည်းချက်ကိုတက်တည်ပြနေတာဖြစ်ပြီးတနမန်ဆိုင်ရာဆက်ဆံရေးတွေအတွက်စိုးရိမ်ပူပန်စရာဖြစ်ပေါ်လာတယ်လို့လည်းသိရပါတယ်။ဆရာနာတင်ထားတဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ကထိုင်းနိုင်ငံအနေနဲ့နှစ်နိုင်ငံကြားမှာ၎င်း ဘတ်ဆုံပူပေါင်းစွမ်းမှုဆိုင်ရာချစ်ကပ်မှုမှာ၎င်းပြန်လည်သုံးသပ်ရမှာဖြစ်တယ်လို့လည်းထိုင်းလွတ်တော်အမတ်ကဆိုပါတယ်အကြက်ဘက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲအချိန်စရာကိုထောက်ခံခြင်းနဲ့ရက်ဆက်ရုပ်မာမှုတွေအတွက်တာဝန်ရှိတဲ့စစ်ကောင်စီကကျွလွန်မှုတွေမှာလူခွေချိုးပေါက်မှုတွေကိုထောက်ခံအားပေးနေတဲ့သဘောဖြစ်နေတာကြောင့်စိုးရိမ်မှုတွေမြင့်တက်လာစေတယ်လို့လည်းထိုင်းလွတ်တော်အမတ်ကပြောပါတယ်ရှင် ီတခါမှာတော့အာဆီယံကာကွယ်ဝင်ကြီးများအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေမှာမြန်မာစစ်အုပ်စုကိုဖယ်ရှားဖို့အတွက်နိုင်ငံပေါင်း18နိုင်ငံကိုအရက်ပဲအဖွဲ့80ကစာပေးဖို့တောင်းဆိုလိုက်ပါတယ်။အာဆီယံကာကွယ်ဝင်ကြီးများအစည်းအဝေး ADMM နဲ့ ADMM+ ဆက်ဆက်အစည်းအဝေးတွေမှာစစ်အုပ်စုကိုဖယ်ရှားပြီးမြန်မာနိုင်ငံရဲ့ဒီမိုကရေစီနှီးကြကိုစားပြုမှုရရှိစေရေးအတွက်အရက်ပဲအဖွဲ့အစည်း80ခုကလာအိုဩစတြေးလျ၊ဘရူနိုင်းဒါရုဆလမ်၊ကမ္ဘောဒီးယား တရုတ်အိန္ဒိယဂျပန်လာအိုမလေးရှားနယူးဇီလန်ဖိလစ်ပိုင်တောင်ကိုရီးယားရုရှားစင်ကာပူထိုင်းအမေရိကန်ပြည်တော်စု ဗီယက်နမ်နိုင်ငံတို့ကကာကွယ်ဝန်ကြီးတွေနဲ့ထိတ်တန့်တာဝန်ရှိသူတွေကိုစပေးပို့လိုက်တာလည်းဖြစ်ပါတယ်။လာအိုနိုင်ငံမှာမကြာမီမှာကျင်းပမယ့်၁၈ကြိမ်မြောက်အာဆီယံကာကွယ်ဝန်ကြီးများအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေမှာမြန်မာပြည်သူတွေရဲ့ဒီမိုကရေစီနိကျကိုစားပြုမှုရရှိစေဖို့အတွက်စီယုစုအဖွဲ့တွေကိုဖယ်ရှားဖို့လိုအပ်ပြီးမဖယ်ရှားရင်မြန်မာစစ်တပ်တက်ရောက်မဲ့အစည်းအဝေးတွေကိုတက်ရောက်ဖို့ညှင်းဆန်မှုကိုလူသိရှင်ကြားလုပ်ဖို့အတွက်အရက်ဘက်အဖွဲ့အစည်းတွေကတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။မြန်မာစစ်တပ် ်ဟာပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်နေတာကြောင့်ပြည်သူကိုကာကွယ်တဲ့စစ်တပ်မဟုတ်ကြောင်းအလေးထားထောက်ပြမှုလိုအပ်တယ်လို့လည်းဆိုထားပါဗျ။ဒါအပြင်မြန်မာစစ်တပ်ဟာတရားဝင်ရာဇဝတ်အဖွဲ့အစည်းဖြစ်တယ်လို့စစ်အုပ်စုကအာဆီယံအစည်းအဝေးမှာပါဝင်လှုပ်ရှားဆောင်ရွက်မှုတွေမှာမြန်မာပြည်သူတွေကိုကိုယ်စားပြုရန်တရားဝင်မှုမရှိဘူးလို့အရက်ဘက်အဖွဲ့အစည်းတွေကပြောပါတယ်ရှင်။ ကချင်ပြည်နယ်နဲ့တပုတ်ကိုတက်ဆက်ပေးကြပါရစေ။ကချင်ပြည်နယ်ချီဖေမြို့နယ်ဖီမော်မြို့ကံဖန်းရွာကနေအလင်းဝင်ရောက်လာခဲ့တဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တရားကျော်ကို KIA ကဂုံပြူကြိုဆိုခဲ့လို့ဒေတာတွေစစ်ရေးသတင်းမြစ်တွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရစေ။နွေမာလာငိုင်းနေမှာဖီမော်မြို့ကံဖန်းရွာကနေအလင်းဝင်ရောက်လာခဲ့တဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တရားကျော်ကို KIA ကဂုံပြူကြိုဆိုပွဲပြုလုပ်ပေးခဲ့ပြီးတိုင်းရင်းသားစီးလုံးညီညွတ်ရေးဟော်ပြောပွဲလည်းပြုလုပ်ခဲ့လို့စစ်ရေးသတင်းမြစ်ကပြပြပါရစေ။အဲ့ဒီကံဖန်းရွာကို ဝင်ဘာလ၄ရက်နေ့ညနေပိုင်းအချိန်က KIA ပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်လာစဉ်တွင် ပြည်သူ့စစ် လက်လက်ကန်အဖွဲ့ဝင်၁၀၀ကျော်ကလက်လက်ချအလင်းဝင်ရောက်လာခဲ့တာဖြစ်ပြီးလက်ရှိအချိန်မှာတော့ကံဖမ်းရွာကို KIA ကထိန်းချုပ်ထားရလို့လည်းသိရှိရပါတယ်။ KIA ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာကံဖမ်းရွာကိုဝင်ရောက်လာစဉ်တွင်ဒေသခံပြည်သူတွေကလည်းတောင်းဖြန်းပြပြကြိုဆိုခဲ့ကြပြီးလက်လက်မချတဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကတော့ကံဖမ်းရွာနီးချောင်းတွင်းကိုတနတ်တွေစွန့်ပစ်ကထွက်ပြေးသွားရလို့လည်းသိရှိရပါတယ်ရှင်။ စကိုင်းတန်အသင်းတဘောက်ကိုကြည့်အောင်ပါစကိုင်းတန်ကမ့်ဘလူမြို့နယ်တင်ရင်းဆယ်ကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က6ဦးဟာတေသွားကြတယ်လို့ကမ့်ဘလူမြို့နယ်ပကဖလှုပ်ရှားဒရုန်းဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။နိုဝင်ဘာလ၄ရက်နေ့မနေ့တနင်္ဂနွေခွဲလောက်မှာတင်ရင်းဆယ်ရေပိုလွှဲနေရာကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်သားတွေကိုတော်လဲတဖွဲ့တွေကဒရုန်းနဲ့ပုံသီး15လုံးကျဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရတယ်။အဲဒီတိုက်ခိုက်မှုတွင်စိတ်ဖူးမြောင်ပြူ ူစောတိရွာကစစ်ကောင်စီတပ်သား၃နဲ့ကမ်ဘလူမျိုးအမှတ်နှစ်ရက်ကွက်ကပြူစောတိနှစ်ဦးဟာပွဲချင်းပြီးတည်သွားခဲ့ပြီး၁၅ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။ထိခိုက်ဒဏ်ရာရရှိသူတွေထဲကနွေမာလာ9ရက်နေ့မှာ2ဦးဟာထပ်မံတည်သွားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲဒီတခိုက်မှုကိုကမ်ဘလူမျိုးနဲ့ပကပလှုပ်ရှား KDF အဖွဲ့ကကိုပေါ့ကြီးဦးဆောင်ကမြို့နယ်ပကပလှုပ်ရှား drone ဖွဲ့ KDF KGF အမှတ်3အမှတ်4 drone အဖွဲ့ဂျေးရပကပနဲ့ တိုက်နယ်ပကပတွေပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်စကမ်းအတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်စကမ်းတိုင်းရွှေဘုံမြို့နယ်အတွင်းစစ်ကြောင်းထွန်းနေတဲ့အကြက်ဖက်စစ်တပ်နဲ့စစ်ကြောင်းကိုထွက်ကြိုတဲ့ပြူစောထီတွေကိုဒရုန်းနဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာစစ်တပ်ဘက်ကထိခိုက်ဒဏ်ရာရှိသူတွေများပြားတယ်လို့ဘိုလင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဓာပရကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်အော်တိုဘာလ31ရက်နေ့ကရွှေဘုံမြို့လေးကျင်ရင်ရှစ်ကနေထွက်ခွာလာတဲ့စစ်သားတွေနဲ့ရွှေဘုံအနောက်ချမ်းမှာရှိတဲ့ပြူစောတိတွေပူးပေါင်းထားတဲ့စစ်ကြောင်းဟာအင်အားတရာကျော်နဲ့ ခန့်အိုးဖို့ကြည်ရွာကိုဝင်ရောက်စီးနင်းပြီးပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူကာနေအိမ်၃လုံးကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။နိုဝင်ဘာလ၁ရက်နေ့ကအကြမ်းဖက်စစ်ကြောင်းကခြိပါကြည်ရွာကိုဆက်လက်စစ်ကြောင်းတို့ဝင်ရောက်ပြီးပြည်သူနေအိမ်တွေကိုဝင်ရောက်ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။နိုဝင်ဘာလ2ရက်နေ့မှာတော့ချီပါရွာမှာတက်ဆွဲထားတဲ့အကျန်းဖက်စစ်ကြောင်းကိုတော်လန်တပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာပြူစောတိတူးဟာထေသွားခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်သားအများပြားဟာထိရတန်ရရှိခဲ့လို့လည်းသိရှိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာချီပါရွာကနေရှေ့မဆက်နိုင်တော့ပဲရွာထဲမှာသာတက်ဆွဲထားရပြီးနွေမာလာတော့ရဲ့နေမှာတော့အဲ့ဒီစစ်ကြောင်းကိုလာကြိုတဲ့ပလိုင်းရွာကပြူစောတိတွေကိုဒရုန်းနဲ့တက်ခတ်ခဲ့ရမှာဒဏ်ရာအများပြားရရှိခဲ့လို့ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဓာပရကတာဝန်ရှိသူတိုးကပြပြပါဗျ။အဲ့ဒီဒဏ်ရာရစစ်သားတွေနဲ့ပြူစောတိတွေကိုရ ေဘုံမြို့ရင်းကိုတည်ဆောင်သွားပြီးတဲ့နောက်မှာနွေမာလာရှိရနေမှာတော့ချီပါရွာကလည်းစစ်ကောင်စီစစ်ကြောင်းဟာရှေဘုံမြို့ကိုပြန်လဲထွက်ခွာသွားတယ်လို့လည်းသိရှိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့ဘကိုတိုင်တောင်ငူမြို့နေတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ကလက်နက်ကြီးတွေနဲ့ရန်တန်ပစ်ခတ်မှုကြောင့်ပြည်သူလေးဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ကာပြည်သူ3000ခန့်ဟာထွက်ပြေးတင်းရှောင်နေကြရတယ်လို့ကိုကြီးကဲစိလှုပ်ဆောင်နေသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရတယ်။နိုဝင်ဘာလ10ရက်နေ့နဲ့7နိုင်ကနေစတင်ကတောင်ငူမြို့နယ်အိုင်ဆောက်ရွာ ကန်းလီရွာကင်နီကုန်းရွာတက်ကယ်ချင်းရွာနဲ့ညောင်စခန်းချင်းရွာတို့ကိုအကြမ်းဖက် စစ်ကောင်စီရဲ့တောင်ငူလီတဲ့အမြောက်တက်နဲ့အိုင်ဆောက်ချင်းရွာမှာအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကပြည်သူတို့နေထိုင်ရာချင်းရွာတွေအတွင်းကိုရွေချက်ရှိရှိနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရမှာကွန်ဒီပင်ကျေးရွာကနေတလုံးပေါ်ကိုကြာရောက်ပောက်ကွဲသွားခဲ့ပြီးပြည်သူလေးဟွာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အကြက်ဘက်စစ်ကောင်စီတပ်ဟာတောင်ငူမြို့နယ်အိုင်ဆောက်ကျေးရွာမှာစခန်းအထိုင်ချကပြည်သူတို့နေထိုင်ရာကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုး လှုပ်ရှားမှုတွေပြုလုပ်နေရလို့လည်းသိရှိရပါဗျ။အဲဒီလိုကြေးရွာတွေကိုစစ်ကြောင်းထုတ်ကပြည်သူတွေကိုဒုက္ခပေးနေတာကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲတွေကြောင့်ကြေးရွာ900ရွာကပြည်သူတွေဟာတင့်တော်ရနေရာတွေနဲ့ဖုန်ကြီးကျောင်းတွေမှာတင်းရှောင်နေကြရတယ်လို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။နောက်ထပ်ကြံကုန်ခေတ်တည့်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျေးမာများပါ။